လွန်ခဲ့တဲ့ပိုင်းမှာနဂါပလဲလုံးတွေကအကြီးကြီးတယောက်ကထွက်လာပြီးမူချံကိုအသွင်းစွမ်းအားတွေပေးသွားတယ်ပြီးတော့နဂါတိတ်ငြိမ်ရဲ့တခုကိုလည်းပေးသွားခဲ့တယ်ပြီးတော့လင်တုံရဲ့အချောင်းကိုအနှဲငယ်လဲပြောပြသွားတယ်အခုဆိုရင်မူချံကတော်တော်လေးကိုစွမ်းအားသူလာပြီးဗီဒီယိုလေးမစခင်ကျွန်တော်ရန် subscribe နဲ့ပဲပါအားလုံးကျေးဇူးတင်ပါတယ်မူချံကလက်ရှိသူ့ရဲ့စွမ်းအားကိုတော်တော်လေးကိုကျေနပ်မိနေတယ်သူကပြောတယ်ဒီအချိန်မှာလီရွှံတုံနဲ့တိုက်ခိုက်မဲ့ဆိုရင်ဘယ်လိုရလက်မျိုးထွက်ပေါ်လာမလဲမသိဘူး အရင်တုန်းကဆိုရင်လီရွှန်တုံးရဲ့တက်ွက်သုံးခုကိုခုခံဖို့တော့သူကနီလန်အများကြီးကိုစူးစမ်းခဲ့ရတယ်။အခုလက်ရှိတော့သူကလီရွှန်သုံးနဲ့ရှင်းနိုင်မယ်လို့သူကစဉ်းစားမိတယ်။ဒီချိန်မှာပဲငှက်မကပြောတယ်။အလင်းနဲ့နှစ်မီရဲ့အစိခွင်းအလှကစွမ်းအားနဲ့နဲလာတယ်လို့ပဲ။ငါကအံ့ဖွဲအလင်းနဲ့ဗတိစေးတွေကိုဆက်ပြီးတော့ဖန်တီးဖို့အဆင်မပြေတော့ဘူး။နောက်တစ်ထပ်အလှကိုဆက်ပြီးသွားကြစို့။အဲ့တော့မူချန်ကပြက်မိတယ်။အရင်ရက်တုန်းကနေဘလောက်တိဖန်တီးနိုင်ခဲ့လဲ။ငှက်မကပြောတယ်။အခု2000ပဲရှိသေးတယ်။ အခု2000ဆိုတာကတော်တော်လေးကိုများပြားတဲ့ပတ်မှန်နာပဲဝိညာဉ်တန်ဖိုးအမှတ်သားနဲ့လဲမဲ့ဆိုရင်တော့အခု2000ကအမှတ်4000ရှိတယ်အခုမူချံကစွမ်းအန်းတွေတိုးလိုက်ပြီဆိုတော့သူကတခြားတစ်ခါကိုတတ်နိုင်မယ်လို့ယုံကြည်တယ်မူချံရဲ့ကုန်ကနေနဂါဟိန်းတန်ကြီးသူထွက်ပေါ်လာပြီးမူချံကကောင်းရင်းပေါ်ကိုပြန်တန်းတက်သွားတယ်ကြည့်နေကြတဲ့လူတွေအလုံးကတော့ဗဇက်အဟောင်းသားပဲဒါလိုကောင်းလေးကဘယ်လိုလုပ်ပြီးအဆင့်ရှိကိုတတ်နိုင်မလဲလို့စဉ်းစားနေကြတယ်ဒါပေမဲ့မူချံကတော့ကောင်းကင်ရဲ့အပေါင်းဆုံးကိုရောက်သွားပြီးအခုမူချံက ခုနှစ်ထွက်လွှာရဲ့အဆုံးရှစ်ထွက်လွှာရဲ့အစကိုရောင်းနေတယ်အဲ့ဒီနေရာမှာဝင်ပောက်ကိုပိတ်ထားတယ်အရင်ကလူတော်အလင်းအကကွယ်နဲ့မဟုတ်တော့ဘူးအလင်းနန်းနေစီးဆင်းနေတဲ့မြစ်တံတစ်ခုကိုမြင်ရတယ်မူချန်ကအလင်းသားမြစ်ကိုကြည့်ပြီးတော့ပြောတယ်ဒါကအစင်းချင်းအလွှာရဲ့ဝင်ပောက်ကိုတားဆီးထားတဲ့အကကွယ်လားမူချန်ကလက်သီးကိုဆုပ်လိုက်တာနဲ့တော်တော်လေးကိုအာကောင်တဲ့အသွင်းစွမ်းအားတွေထွက်ပေါ်လာတယ်။မူချန်ထောက်လိုက်တဲ့စွမ်းအင်တွေကိုတခြားလူတွေကတော့အမှောင်တွေကနေကြီးနေကြတယ်။ဒါပေမဲ့သူတို့ကတော့လူလုံးထွက်မပြဘူး။ အမောင်တွေကနေပဲမူချံကိုစိုက်ကြည့်နေတယ်အလင်းသံမြင့်ကနေထွက်ပေါ်တဲ့ဆွင်အင်းတွေကလည်းတော်တော်လေးကိုကြောက်စရာကောင်းတယ်ကောင်းကင်ကူပြောင်းခြင်းပရမအဆင့်ကိုရောက်နေတဲ့သူတော်ဆိုရင်ဒါကိုဖြတ်ကျော်ဖို့တော်တော်လေးကိုခက်ခဲတယ်မူချံကအလင်းသံမြင့်ကိုအာယုံစိုက်ထားလိုက်တယ်သူကမျက်လုံးမှိတ်ပြီးတော့လိုက်ပြီးတော့စူးစမ်းကြည့်တယ်ပြီးတော့မျက်လုံးကိုချက်ချင်းပြန်ပြီးဖွင့်လိုက်တယ်သူသိသွားပြီဒီအလင်းသံမြင့်မှာဟာခွက်အနှဲငယ်တော့ရှိတယ်အဲ့ဒီဟာခွက်ကိုအသုံးပြုပြီးသူကရှစ်လွှာမြောက်ကိုတွားရမယ် ဒါပေမဲ့အဲ့ဒီဟာကွက်ကိုအသုံးပြုဖို့အတွက်အလုံးအမြန်ကိုမြန်ဆန်တဲ့အချိန်လိုတယ်။အခုချိန်မှာမူချန်ကဝဲပြန့်နဂါတိုင်ချန်ရဲ့စွမ်းအားကိုထုတ်တုံဖို့သူကဆုံးဖြတ်ချက်ချလိုက်တယ်။မူချန်ကသူ့ရဲ့ခြေလမ်းတွေကိုထူးခြားစံပြတဲ့ခြေလမ်းပုံစံမျိုးနဲ့လှမ်းလိုက်တယ်။အမှောင်ထဲမှာကြည့်နေတဲ့လူတွေကတော့တန်အပ်တော်ဖြစ်နေတယ်။သူတို့ရဲ့မျက်စိအောက်မှာပဲမူချန်ကအလုံးအမြန်ကိုမြန်တဲ့အချိန်နဲ့အလင်းနဲ့မြင့်တဲ့ကိုတိုးဝင်ပြောက်ွက်သွားတယ်။သို့တော့ရှစ်ထမ်းများကိုတတ်ဖို့ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ဘူး။ မူချံကမြန်နေဆိုပေမဲ့အလင်းနဲ့မြည့်ရဲ့ဟာခွက်ကိုသူကကောက်ကောင်းကြည့်တော့အသုံးမပြုနိုင်သေးဘူးအဲ့ဒီအလင်းနဲ့မြည့်တယ်ဝင်သွားတာနဲ့အာပြင်းနဲ့သုံးကန်အားတစ်ခုကြသူကအနောက်ကိုလွတ်ထွက်သွားတယ်ဗဇက်ကနေလဲသွေးတွေအန်ထွက်လာတယ်မူချံကနှခမ်းမပေနေတဲ့သွေးတွေကိုတုပ်လိုက်တယ်တတော်လေးကိုထိတ်လန့်စရာကောင်းတဲ့မြည့်ရဲ့အသားစီးပဲမူချံကဒီလိုနီလန်းကိုပဲထပ်တလဲလဲအသုံးပြုမဲ့ဆိုရင်ရှစ်ထက်လွှတ်ကိုမရောက်ပဲနဲ့တန်ရန်ရပြီးတည်သွားနိုင်တယ်အမောင်ထဲမှာကြည့်နေကြတဲ့လူတွေကတော့မူချံကိုကြည့်ပြီးခေါင်းခါရမ်းလိုက်ကြတယ်တကယ်တော့ ရှစ်ထွက်လောက်ကိုရောက်ဘူးတဲ့လူဆိုလို့နှစ်ယောက်ပဲရှိတယ်။တစ်ယောက်ကတော့ဆန်းရှန်းဖြစ်ပြီးနောက်တစ်ယောက်ကလူရွှမ်းတော့သူတို့နှစ်ယောက်အပြင်ကိုတခြားလူတွေကလည်းရှစ်ထွက်လောက်ကိုဝင်ဖို့စူးစမ်းကြဘူးတယ်။ဒါပေမဲ့တစ်ယောက်မှမအောင်မြင်ဘူး။မူချန်ကမြေကြီးကိုတစ်ချက်ဆိုက်ပြီးတော့ကြီးလိုက်တယ်။ပြီးတော့တပ်ပြင်းချလိုက်တယ်။သူ့ရဲ့မျက်လုံးထဲမှာနဂါးခေါင်းပေါ်ကအကြီးကဲရှောက်ပြခဲ့တဲ့နဂါးချီလန်းတွေကတရရိတ်နဲ့ပြန်ပြီးတော့ပေါ်လာတယ်။မူချန်ကအဲ့ဒီမြေကြီးရဲ့အရှိမရက်နေတာနိုင်ရွက်လောက်ရှိနေပြီသူ့ကိုအမောင်တွေကကြည့်နေကြတဲ့လူတွေကပြောတယ် အဲ့ဒီကောင်လေးကလက်မြအရှုံးပေးလိုက်တာလားမူချန်ကသူ့ရဲ့ခန္ဓာကိုယ်ရည်ကနေစွန့်အင်လိုင်းတွေကိုထုတ်လိုက်တယ်ပြီးတော့အလိုအင်မတန်ကိုမြန်တဲ့အရှိန်နဲ့သူပုံရင်းရောင်လေးအများကြီးဖြစ်ပြောင်းလဲသွားတယ်ပြီးတော့ငကားဟိမ့်တန်တဲ့သူအဲ့ဒီမြေးရည်စီကိုပြေးဝင်သွားပြန်တယ်ဒီတစ်ခါမှာတော့မူချန်ရဲ့ခန္ဓာကိုယ်ကအနောက်ကိုတော့ပြန်ပြီးတော့မလွင့်လာတော့ဘူးပုံရင်းရောင်တွေကတစ်ခုပြီးတစ်ခုပြောက်ခွေသွားတယ်နောက်ဆုံးမှမူချန်ရဲ့ခန္ဓာကိုယ်ကိုအရေးရောင်တော့မတွေးတော့ဘူးကျင့်နေကြတဲ့လူတွေအလုံးကတော့ပါဇက်အဟောင်းသားဖြစ်သွားတယ်ဘယ်လိုဖြစ်တာလဲဒီကောင်လေးကတကယ်ပဲအောင်မြင်သွားတာလား ဒီမှာမူချံကိုကြည့်ပြီးအံ့ဩနေကြသလိုကျောင်းရဲ့အပြင်ဘက်မှာရှိတဲ့ကမီးတိုင်းနေနေရာမှာလည်းတော်တော်လေးကိုထူးခြားဆန်းပွေတဲ့အရာတွေဖြစ်ပေါ်နေတယ်။ဘာလို့လဲဆိုတော့အလင်းနဲ့နှစ်မြေတို့ဝင်သွားတဲ့တတ်မှတ်ချက်တွေထဲမှာတပြည်ပြည်နဲ့နမယ်တွေကနေရာပြောင်းသွားလို့ပဲကျောင်းရဲ့အပြင်ဘက်မှာရှိနေကြတဲ့လူတွေအလုံးကတော့ဒီနမယ်ကိုပဲစူးစိုက်ပြီးကြည့်နေကြတယ်။အဲဒီနမယ်တစ်ခုကအစင်ခုနှစ်မှာရှိနေတဲ့စုရွှန်ဟီယော်တို့ရဲ့နမယ်ကိုကြုံလုံပြီးတတ်တရားမြောင်းနေရာမှာတွားပြီးတော့ရက်သွားတယ်။မူချံအလင်းနဲ့နှစ်မြေရဲ့အစင်ရှိတဲ့ အားလုံးကတော့မယုံနိုင်စွာနဲ့ကြည့်နေကြတယ်။တချို့လူတွေကပြောတယ်။အဲ့ဒီလူကတကယ်ပဲမူချမ်းလား။အဲ့ဒီလူကလူသစ်လေမူချမ်းမလား။သူကဘယ်လိုလုပ်ပြီးအဲ့ဒီလောက်ထိအစွမ်းထက်ရတာလဲ။ဟီရောက်တဲ့တခြားလူတွေတော့အစေရှိအလွှာကိုမဖျက်ကျွနိုင်ကြဘူး။ဒါကိုနောက်တစ်ယောက်ကလည်းပြောတယ်။ငါလည်းမသိဘူး။ဒါပေမဲ့အလင်းနဲ့နဲ့မြည်ရဲ့အဆင့်အတန်းကြောက်ပြကတော့လိန်ညာမှာမဟုတ်ဘူးအဲ့ဒီမူချံကအဆင်ရှင်အလွှာကိုတကယ်ဖြတ်တန်းသွားနိုင်တာပဲဖြစ်ရမယ်အဲ့ဒီအလွှာရဲ့အသားစီကအရန်ကိုကြောက်စရာကောင်းတယ် အဲ့ဒီကောင်လေးကဘယ်လိုလုပ်ပြီးဖျက်သိမ်းသွားနိုင်တာလဲဒီမွန်ဂိတ်ဌာနချုပ်ဟီယောက်ကထိုင်ကုန်မှာဟိတ်ဟန်အပြင်းနဲ့ထိုင်နေတယ်ဒီချိန်မှာပဲတရင်ပို့သမားကသူ့ကြီးကိုမြန်မြန်ပဲပြေးလာတယ်မူချန်ကအလင်းနဲ့နဲ့မြည်ရဲ့အစင်ရှင်းအလှော်ကိုဝင်ရောက်သွားပြီးအဲ့ဒီစကားကိုကြားတာနဲ့ဟီယောက်ကမျက်လုံးပြူးသွားတယ်ဟမ်ဒီကောင်လေးကဘယ်လိုလုပ်ပြီးအစင်ရှင်းကိုရောက်သွားတာလဲဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဟီယောက်အံ့ဩနေတာကိုမြင်တော့ဟီယောက်ကိုဘောမနေတဲ့လူတွေကပြောတယ်အလင်းနဲ့မြည်ရဲ့အစင်ရှင်းအလှော်ကဝင်ရောက်ဖို့မလွယ်ကူဘူးဆိုပေမဲ့ နီးလန်းတစ်ချို့ကိုတုံးလိုက်ရင်ခိုးဝင်လို့ရပါတယ်အဲ့ဒါနဲ့ပတ်သက်လို့အံ့ဩစရာဘာမှမရှိဘူးဒါကိုနောက်တရားကပြောတယ်ဒါတော့ဟုတ်တယ်ခေါင်းဆောင်ကစိတ်မပါလို့တာစိတ်ပါလို့ရှိရင်အစင်းရှင်ကသူ့အတွက်အသာလေးပဲဟီယောက်ကတော့ခေါင်းတစ်ဆက်ဆက်ညှိနေတယ်အေးစေးပေါ့ဒီကောင်းကိုဒီတိုင်းမှခဏလေးတော့လှွတ်ထားလိုက်အမဲလိုက်ပွေးချရင်သူ့ဟုံကကောင်းကောင်းပညာပီးလိုက်မယ်လီရွှန်တောင်ကတော့ဆောင်ရွက်ပုံမှန်ရှိနေတဲ့တတ္တနိယကမူချံဆိုတဲ့နာမည်ကိုဖတ်ကြည့်လိုက်တယ်။ပြီးတော့ခန္ဓာလေးအသွင်းမှာပဲဆာယောကပြအဖြစ်ကိုပြောင်းလဲသွားတယ်။ သူ့ရဲ့စိတ်ထကနေစဉ်းစားတယ်။အခုလက်ရှိစွမ်းအန်နေဆိုရင်မူချန်ကိုသူကအရင်ကလိုတိုင်ဝက်သုံးခွန်းနဲ့ဖြည့်ရှင်းလို့မရတော့ဘူး။ပြီးတော့မူချန်ကိုသူကမျောလင်းချက်ကြည့်ထားခဲ့တာကိုလည်းစိတ်မပြည့်စည်ဘူးမှပေါ်လွင်နေတယ်။အလင်းနဲ့နဲ့မြည်ရဲ့ရှစ်လှမှာတော့နဂါဟိမ့်တန်တဲ့သူလူတယောက်ကပေါ်လာတယ်။သူကနဖူးဘဝချွေးတွေကိုတုပ်ပစ်လိုက်တယ်။ပြီးတော့ပါဇက်ကနေတူတူလေးရေရိုးလိုက်တယ်။စန်းရှန်နဲ့လူချွန်တုံတို့ကဒီအသားစီကိုဘယ်လိုမျိုးဖျက်တမ်းလာလဲဆိုတာငါသိချင်လိုက်တာ။ပြီးတော့ပဝင်းကြည်ကိုတစ်ချက်ကြည့်လိုက်တယ်။ သူကတော်တော်လေးကိုအံ့ဩသွားတယ်။ဘာလို့လဲဆိုတော့ရှစ်လောက်က9လောက်နဲ့နည်းနည်းမှမတူဘူး။ပတ်ဝန်းကျင်တစ်ခလုံးကလုံးဝကိုတိတ်ဆိတ်နေတယ်။အနှံ့ရောင်တိမ်တိုက်တယ်လေတခုမှမရှိဘူး။မူချန်ကဘာစွမ်းတခုမှလည်းမခံစားမိဘူး။အဲ့တော့စိတ်ထရရနေပြောမိတယ်။ဒီနေရာမှာဘာကြောင့်မိုးတိမ်နေမရှိရတာလဲ။ဒါကိုကိုယ်ထဲမှာရှိတာငှက်မကအသိပေးတယ်။ဘယ်ဘက်ကမန်တရာလောက်ထိကိုပြန်တန်းသွားလိုက်။စိတ်ဝန်းကျင်စွမ်းနဲ့ထောင်လှမ်းတဲ့နေရာမှာမူချန်တော့ငှက်မကအများကြီးတတယ်။မူချန်က ညမှညွန့်ကြတဲ့နေရာအတိုင်းကိုပြန်ပြီးသွားတယ်။10မိနစ်လောက်ပြန်သွားပြီးတော့လွေမြင်ကြီးတစ်ခုကိုတွေ့ရတယ်။အဲ့ဒီလွေမြင်မှာတော်တော်လေးကိုကြီးမာတဲ့မြက်ကြီးတစ်ခုကိုတွေ့ရတယ်။မြက်ကြီးတွေအကလုံးကငွေရောင်နေနဲ့ပြီးတော့အဲ့ဒီငွေရောင်မြက်တွေကမြေပြင်နဲ့လုံးဝမထိပ်ဘူး။သူတို့စီးစင်းနေတဲ့ပုံစံကနဂါးတစ်ကောင်လူးလွတ်မီသွားနေတယ်လို့ပဲမူချန်ကပြောတယ်။ဒီရှက်လွတ်မှာဒီအလင်းနဲ့မြက်တစ်ခုတည်းရှိတယ်ဆိုတာလုံးဝကိုမဖြစ်နိုင်ဘူး။မူချန်ကပြောတယ်။ဒီလိုဆိုရင်ဒီနေရာမှာပဲအန့်ဖွဲ့အလင်းနဲ့ပရိစိတ်ကိုဖန်တီးလိုက်ကြရအောင်။ ငှမကပြောတယ်ကောင်းပြီငါ့ကိုဒီနေရာမှာပဲထားခဲ့လိုက်မူချွန်ရဲ့ခန္ဓာကိုယ်တွေကနေမိတော့တွေတောင်းလောင်းလာပြီးပုံရင်တစ်ခုကအပြင်ကိုထွက်ပေါ်လာတယ်အဲ့ဒါကတော့ငှမရဲ့ပုံရိပ်ပဲသူကဗဇက်ကိုဟားလိုက်တာနဲ့မိတော့တွေကလေးစင်နှမောင်းပြစ်ပြောင်းလဲသွားတယ်ပြီးတော့အဲ့ဒီငွေရောင်မြစ်ကိုလုံးဝဖွင့်နှောင်းပြစ်လိုက်တယ်မိလေးစင်နှမောင်းနဲ့ငွေရောင်အလင်းနှံတို့ကပေါင်းစည်းပြီးတော့မိုးကြိုးတွေအများကြီးပေါ်လာတယ်ပြီးတော့အလင်းနှံအဖွဲပတိစည်းတွေကလည်းအများကြီးဖြစ်ပေါ်လာတယ်ငှမလုံးနေတာကိုကြည့်ပြီးမူချန်ကတော့ဗဇက်အဟောင်းသားပဲ တော့သေးတာကရှစ်လွှာမှာဘယ်ကြောင်းလာမှမရှိလို့မူချန်ကတော့ဘာမှလှုပ်ရမလို့ပဲငှက်မလေးလှုပ်တာကိုပဲထိုင်ကြည့်နေတယ်။တစ်ချိန်တည်းမှာပဲအလင်းနဲ့နဲ့မြင်ရဲ့အသွင်ပိုင်းကနေရွေရှားမှုတစ်ခုဖြစ်ပေါ်လာတယ်။တကယ်တော့အဲ့ဒီနဲ့မြင်ရဲ့အသွင်ပိုင်းမှဆိုရင်အနှဲငယ်မှောင်နေတာကြောင့်လူရှိတယ်မရှိဘူးဆိုတာခံမှန်းဖို့ခဲရင်းတယ်။ငှက်မလေးကလည်းအံ့ဖွဲ့အလင်းပဒီစည်းတွေကိုဖန်သီးနေတာနိုင်ဝက်လောက်ရှိနေပြီ။ဒါပေမဲ့လုံလောက်တဲ့ပမာဏတော့မရသေးဘူး။မူချန်ကစိတ်တွေကနေပြောတယ် ဒီငှမ်းမကိုဒါအဲ့ဒီဗီဒီစီလောက်ခိုင်းမဲ့ဆိုရင်လုံလောက်တဲ့ပမာဏကိုရဖို့အတွက်ရက်အနေငယ်လောက်ကုန်သွားမယ်။သူကအဲ့ချဖို့လောက်တော့မှာပဲချက်ချင်းတစ်ခုခုကိုသတိပြုမိသွားတယ်။တစ်ခုမှားနေကြောင်းကိုလည်းခံစားမိတယ်။ဟိုဟိုဒီဒီလှဲ့ပြီးကြည့်လိုက်တော့ကြောင်သုံးတစ်ခုပေါ်မှာရက်နေတဲ့လူတယောက်ကိုမြင်ရတယ်။မူထွန်ကချက်ချင်းပြောတယ်လူရှိနေတယ်။အဲ့ဒီပုံရဲကတော့အနံ့ရောက်ဝှစ်ဆုံဝှစ်ဆင်ထားတဲ့ပပင်ပပလူအိုကြီးတယောက်ဒါပေမဲ့မျက်လုံးတွေကတော့တောက်ပါနေတယ် ခန္ဓာကိုယ်ကဘာနဲ့တူလဲဆိုရင်မကြခင်မှာပဲအခေါင်းထဲဝင်ပြီးသေတော့မယ်လူသေးတိုင်းပဲအဲ့ဒီလူကသူ့ရဲ့လက်ထံမှာကင်ထားတဲ့ဂျိုင်းတော့ကိုအာကိုပြီးတော့မူချမ်းကိုစူးစူးရဲရဲစိုက်ကြည့်နေတယ်တကယ်တော့အဲ့ဒီလူကြီးကအဲ့ဒီကြောင်သုံးပုံမှန်ရှိနေတာတော်တော်လေးကိုကြာနေပြီးမူချမ်းတို့ကတော့သူ့ကိုတတိမထားမိတာလူရှိနေတာကိုသိတာနဲ့ငှက်မှတ်လေကသူ့ရဲ့မီးလေးစင်နှမောင်းကိုဖျက်ဆီးပစ်လိုက်တယ်နေတဝက်ကသူဖန်တီးထားတဲ့အံ့ဖွဲ့ပရိစေးတွေကိုချက်ချင်းစုစည်းလိုက်တယ်ပရိစေးတွေကငှက်မှတ်လေရဲ့လက်နာကိုမရောက်ခင်မှာ ဟိုလူ့ကြီးကသူ့ရဲ့လက်ကိုပွင့်ရန်လိုက်တာနဲ့ငှားမလေးစီကိုပြေးဝင်လာတဲ့ဗတိစိတဲ့အကလုံးကအဲ့ဒီလူ့ကြီးစီကိုယောက်သွားတယ်။ဒါကိုမြင်တော့ငှားမကသိမိလေသူ့ရဲ့ဗတိစိတွေကိုဟိုလူ့ကြီးယူသွားတဲ့တော့ကြောင့်ဒေါ်ရုံထားပါလေရောဒါပေမဲ့အဲ့ဒီလူ့ကြီးရဲ့စွမ်းကဘလောက်ရှိလဲဆိုတာသူလည်းမသိဘူး။အဲ့တော့သူလည်းရဲရဲတဲတဲမလောက်ရဲသေးဘူး။ပြီးတော့မူချမ်းကိုတတိပေးလိုက်တယ်။တတိထားဒီလူကြီးကတော်တော်လေးကိုကြောက်စရာကောင်းနေတယ်။မူချမ်းကဟန်ကိုပြင်လိုက်တယ်။ပြီးတော့နန်းနံပါတ်ဆုံးအယူသေးပြီးတော့ပြောတယ် ဒီကဦးလေးကသူ့ရဲ့စကားအဲ့မှာပဲဆုံးလိုက်တယ်။ပိုဖိုးကြီးကပြောတယ်။အလင်းနဲ့နဲ့မြေကကြောင်သားတွေရဲ့ကိုပိုင်စွမ်းအားတွေကိုဖြည့်သိမ်းတဲ့နေရာပဲ။မင်းကတော့ကိုနဲ့တန်ငှက်ရဲ့အစွမ်းကိုအသုံးပြုပြီးအန့်ဖွဲ့အလင်းနဲ့ပရိသေးတွေကိုဖန်တီးနေတာပေါ့။မင်းကတော်တော်လေးကိုညစ်ပတ်တဲ့ကောင်ပဲ။အဖိုးကြီးရဲ့စကားကြောင့်မူချန်ကရှက်ကိုရှက်ကန်ဖြစ်သွားတယ်။ဘေးနားမှရှိတဲ့ငှက်မလီကတော့သူ့ရဲ့ပုံစံကိုတသေးလေးဖြစ်ပြောင်းလဲပြီးမူချန်ရဲ့ပခုံးပေါ်မှာတက်ပြီးတော့နေနေလိုက်တယ်။ဒါကိုဟိုအဖိုးကြီးကပြောတယ်။ မင်းကအခုမှအရွယ်ရောက်လာတဲ့ကိုနဲ့တန်ငှက်မလီမဟုတ်လားငါရှိမှမစင်မခြင်းမလုံနဲ့ဒီလိုမှမဟုတ်ရင်မင်းကကိုနဲ့တန်ငှက်မျိုးနဲ့မှအဆိုးဝါးဆုံးငှက်တကောင်ဖြစ်သွားလိမ့်မယ်အဖိုးကြီးကဆက်ပြောတယ်ဒါပေမဲ့မင်းတို့ကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတာပဲမင်းရဲ့ကိုနဲ့တန်ငှက်ဆိုတာမာနနဲ့ဆိုရင်ဒီလိုအာနေတဲ့လူနဲ့သူ့အစာကြောင့်ထုံးမဲ့ဆိုတာငါလုံးဝကိုမျှော်လင့်မထားဘူးမင်းရဲ့မျိုးနဲ့ကလူတွေကသိရင်မင်းတော်တော်ဒုက္ခရောက်သွားမှသိကြတယ် ဒီဖူကြီးရဲ့စကားကိုကြားရတယ်။မူချံရောငှက်မရောမျက်လုံးပြီးသွားတယ်။သူတို့နှစ်ယောက်ကိုတစ်ချက်ကြိတ်လိုက်တာနဲ့နှစ်ယောက်စလုံးကသွေးဆဆုံချုပ်လာတဲ့ဆိုတာကိုဒီဖူကြီးကသိနေတယ်။မူချံကချက်ချင်းပြင်လိုက်တယ်။သူ့ရဲ့မျက်နှာကိုအချိုသာဆုံးပြုံးပြီးတော့အဖူကြီးကိုပြောတယ်။စီနီယာဒါကကျွန်တော်အမှားကြောက်ပါ။ကျွန်တော်တို့အဲ့ဒီအန့်ဖွဲအလင်းနှံပတိစေးတွေကိုထားပြီးတော့ထွက်သွားပေးပါမယ်။ပြီးတော့သူ့ရဲ့ခြေလမ်းတွေကိုအနောက်ကိုသလန်းချင်းဆုပ်သွားတယ်။ဒီဖူကြီးကတော့ဘာမှမပြောဘူးဆိုရင်ဒီနေရာကနေသူကချက်ချင်းထွက်သွားဖို့ပြင်ဆင်တော့တယ်။ ဒါကိုအဖိုးကြီးကပြောတယ်ဒီငှမ်းမရဲ့ပုံစံအရာသူကစင်ငယ်ပြောင်းလဲမှုမှာကြောက်ရွံ့သွားတယ်မလားငားထင်ရဆိုရင်သူကအံ့ဖွဲ့သားရဲ့တမိုင်းတဲကအတိုင်းစွမ်းအားဖြင့်ပြန်ရဘူးဆိုရင်မြောက်ပိုင်းပင့်လယ်နဂါးရဲ့သွေးအစီနှစ်ကိုလိုနေတာမလားမင်းတို့တွေအံ့ဖွဲ့အလင်းနဲ့ပဒီစေးတွေကိုလုံးနေတယ်ဆိုတာကလည်းဝိညာဉ်အမှန်သားတွေကိုစုဆောင်ပြီးအဲ့ဒီသွေးအစီနှစ်ကိုဝေချမလို့မလားမူချန်နဲ့ငှမ်းမလေးကကောက်ကောက်သိသွားပြီးဒီအဖိုးကြီးကိုသူတို့တွေကဘာမှဖုံးကွယ်ထားလို့မရတော့ဘူးဒါကိုအဖိုးကြီးကပြောတယ် မင်းတို့တွေလုံလောက်တဲ့အံ့ဖွဲအလင်းနဲ့ပရိစေကိုလိုချင်လားမူချန်ကချက်ချင်းခေါင်းချင်းပြလိုက်တယ်ဒါကိုအဖူကြီးကပြောတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မျိုးဆက်သစ်လူတွေထွက်ပေါ်လာတာအရန်ကိုကောင်းတာပဲမင်းသားငားရဲ့ကိုဘွားကိုတိုက်ခိုင်းနိုင်ရင်မင်းကိုအံ့ဖွဲအလင်းနဲ့ပရိစေတွေကိုပြန်ပြီးမဲ့ပြင်မင်းတို့နှစ်ယောက်စလုံးလိုအပ်တဲ့အံ့ဖွဲအလင်းနဲ့ပရိစေကိုပါလုံလောက်အောင်ထပ်ပြီးတော့ပေးမယ်ဒါအပြင်ဒီလူငယ်လေးကိုလည်းငါစုလက်တစ်ခုထပ်ပေးရုံးမယ်ကဲဘလို့လဲပြီးတော့သူကတဟားဟားနဲ့ကြီးလိုက်တယ်ဒီလိုနှစ်နေတဲ့မှာတော့ ဒီလူအိုကြီးရဲ့ကိုဘွားကိုတိုက်ခိုက်နိုင်လာဆိုလို့ဒီအကယ်ဒမီကျောင်းအတွင်းမှာနှစ်ယောက်ပဲရှိသေးတယ်။မူချန်ကပြောတယ်နှစ်ယောက်ဟုတ်လား။အဲ့ဒီနှစ်ယောက်ကဆန်းရှန်းနဲ့လီရွှန်တုံလား။ဒါကိုအဖိုးကြီးကရီပြီးတော့ခေါင်းညိတ်ပြတယ်။အဲ့ဒီလူငယ်လေးနှစ်ယောက်ကထူးချွန်ထက်မြက်ကြတယ်။ဒါပေမဲ့ခွာဆိုင်ကောင်းကင်ကူးပြောင်းခြင်းအဆင့်လေးနဲ့အဆင့်ရှင်းအလှော်ကိုဝင်လာတဲ့မင်းကပို့ပြီးတော့ငါ့ကိုအံ့ဩစေတယ်။မူချန်ကခေါင်းညှိလိုက်တယ်။ဟုတ်ကဲ့ကျွန်တော်စီနီယာရဲ့အခမ်းအနမှုကိုတဘောတူတယ်။အဲ့တော့အဖိုးကြီးကရီလိုက်တယ် ကောင်းပြီမင်းတဘောသူ့လည်းဆိုရင်လည်းခြားကြတာပေါ့မူချန်ကပြောတယ်ဒီအရာကအန္တရာယ်ရှိတယ်ဆိုရင်တော့မှစီနီယာကကျွန်တော်ကိုတတ်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်သိတယ်အဖိုးကြီးကပြောတယ်မင်းမသိပါဘူးဒါပေမဲ့အ ਨੇ စုံတော့လအနေငယ်လောက်အဲ့ရထဲမှာလဲနေုံပဲအဖိုးကြီးကလက်ကိုဖြတ်မိတာနဲ့သူ့ရဲ့ခေါင်းမှာဆောင်းတော့တဲ့ဝေးရုံကိုဖြီလိုက်တာခေါင်းပြက်ပြောင်တစ်ခုထွက်လာတယ်သူကအဲ့ဒီခေါင်းပြက်ပြောင်ကိုပုတ်လိုက်တယ်မူချန်ကတော့တတ်ခိုက်ဖို့ဆုံးပြည့်ချက်ချလိုက်တယ်ဒါကိုငှက်မှတ်ကမိတယ်ဘလို့လဲနေလုံနိုင်လား ူချန်ကပြောတယ်ငါစူးစမ်းကြည့်မယ်သူကဒီလိုမျိုးသားပြောနေရတာသူ့ရဲ့စိတ်ထဲမှာတော့ယုံကြည်မှုတွေယုံနေနေတယ်ဒီထိပ်ပြက်ပြောင်းတဲ့လူအကြီးကသူ့မြင်မှုတည်းများလူတွေထဲမှာကြောက်စရာအကောင်းဆုံးပဲအဲ့လာကြောက်ပဲဒီအဖိုးကြီးကအဖီရောငကားအမြင့်ဆုံးစွမ်းပိုက်ရှင်ထက်တော့ပို့ပြီးတော့အစွမ်းထက်နေတာအမှန်ပဲဒါကိုရိမ့်မိတာငှက်မကပြောတယ်နေဘာမှစိတ်မပူနဲ့နေအရှိကနေတိုက်ငါအနောက်ကနေနေကိုတိတ်တဆိတ်ကူညီပေးမယ်ငှက်မရဲ့စကားကိုမူချန်ကဘာမှပြတ်မပြေဘူးဒါကိုအဖိုးကြီးကပြောတယ်အေးဟိုငှက်မလေး နေပါမဝင့်မကူနဲ့ဘေးမှာပဲသွားပြီးရက်နေလိုက်တာဝန်ငှမကဒေါရကြီးနဲ့ထိပ်ပြပြောင်းတဲ့အဖိုးကြီးကိုပြောတယ်သူတို့တခုဖြစ်ရင်ငါနှင်းကိုလုံအောင်ခွတ်လို့မှမဟုတ်ဘူးဒါကိုအဖိုးကြီးကရည်ပြီးတော့ပြောတယ်ငှမလေမင်းသွားရမယ့်ခရီးကအရှိကြီးရှိသေးတယ်မင်းကစင်ကဲပြောင်းလဲမှုကိုအောင်မြင်သွားပြီးအန့်ဖွဲ့သားရဲ့ဖြစ်သွားသည့်တိုင်အောင်မင်းကဘာမှမဟုတ်သေးဘူးပြီးတော့မူချံမဲကိုလှည့်ပြီးပြောတယ်ကဲကောင်းလေမင်းအစင်သိဖြစ်ပြီလားမူချံကပြောတယ်ဟုတ်ကဲ့စီနီယာကျွန်တော်အစင်သိဖြစ်ပါပြီ ပြီးတာနဲ့သူ့ရဲ့လက်ကနေမီးတောက်တွေကိုထုတ်လိုက်တယ်။အဲ့ဒီမီးတောက်တွေကတော်တော်လေးကိုများပြားတယ်။မန်တရားပတ်ဝန်းကျင်ပက်လက်ထီကိုမီးတွေကပြန့်နှံ့သွားတယ်။ဒါကိုအဖိုးကြီးကကြည့်ပြီးတော့ပြောတယ်။ဒါကကိုးနဲ့တန်ငှက်မရဲ့မီးတွေပလား။ကဲဒီနေ့ဗီဒီယိုဒီမှာပဲရထားမယ်။အဆက်ကိုမနက်ဖြန်မှထပ်ပြီးသိမ့်မယ်။ဒီနေ့ဖို့ပပိုင်အားလုံးကျေးဇူးတင်ပါတယ်။